ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယမာနီကစနေသားသမီးများအတွက်နိုဝင်ဘာဟော်ဇနန်လေးကိုတင်ဆက်ပေးကြပါမယ်အဲ့တော့စနေသားသမီးတွေကတော့ဒီကာလမှာလောက်တဲ့ကိစ္စတွေတိုးတက်တဲ့ကိစ္စတွေအဆင်ပြေတဲ့ကိစ္စတွေအောင်မြင်တဲ့ကိစ္စတွေအရှိန်အဟုန်ပြင်းစွာနဲ့ရရှိလာမယ့်နေ့တစ်နေ့လို့ဆီယမာနီကတော့တွေ့ရတယ်လောလောဆယ်တော့ခေါင်းတွေခြောက်နေတယ်ခေါင်းတွေပူနေတယ်အတွေးတွေများနေတယ်ခေါင်းမီတောက်မတက်စဉ်းစားနေရတဲ့ကိစ္စတွေအများကြီးရှိနေလိမ့်မယ် နော်ခေါင်းမှာမိကိုထွက်မှတ်တတ်ပေါ့နော်ခေါင်းမှာမိကိုထွက်မှတ်တတ်စဉ်းစားနေရတဲ့ကိစ္စတွေရှိရတယ်။ဒါမှမဟုတ်တချို့ကိစ္စတွေကို focus အရင်ထားပြီးတော့စဉ်းစားတွေးတောနေရတယ်။နော်ကိုယ့်ရဲ့ရေရှည် plan တွေအဲကိုယ့်ရဲ့ အဲအနာဂတ် plan တွေပေါ့နော်အဲ့ဒါတွေတော့ကိုစဉ်းစားနေရအောင်ပြီးတော့ disaster scene ဒီကာလမှာအရင်ရုံးကန်ခဲ့ရတဲ့အချိန်ကာလတစ်ခုကိုကြော်ဖြတ်လာပြီးကိုကိုရန်လည်းလက်ရှိမှာရုံးကန်နေရတယ်ကြော်လွှားနေရတယ်အပြင်းပြဆိုတာစ조사နေရတယ်ပေါ့နော်အရင်ကိုတကယ်ကိုခန္ဓာကြီးပြင်းပြင်းနဲ့ကိုရဲ့အဲရီမန်းချက်ပန်းနိုင်နေရှိရောက်သွားနေတာမျိုးဆရာမကြီးတွေ့ရတယ်အဲ့ဒါတွေအားလုံးကလည်းတိတ်မကြခင်မှာတကယ်ကိုအဲပြီးပြေးဆုံးအောင်မြင်စွာနဲ့အဆင်ပြေလာတာမျိုးဆရာမကြီးမြင်ရတယ်ပေါ့နော်ဒါအပြင်ရော disaster scene အနေနဲ့အဲဒီစနေသားသမီးတွေတော်တော်များများမှာ နဂါဇက်တွေပါတယ်အဲဒီလိုအမျိုးတွေယုံကြည်တယ်ဆိုဒီအရာတွေယုံကြည်တယ်ဆိုလို့ရှိရင်တော့နဂါဇာအဟာရလှူပေးခြင်းအပြည့်တဲ့ကမှာရေဆက်ဆက်ရှိတဲ့နေရာတွေမှာကန်းကြီးတွေပါရောက်ပြီဆိုလို့ရှိရင်လည်းပင်နဲ့သမုဒ္ဒရာကြီးကိုကြည့်ပြီးအဲ့မှာရှိတယ်မမြင်ရတဲ့ဒီအဆောင်ရှောက်တွေပုံကိုယ်ကြီးရှိတယ်ဆိုရင်လည်းကွာမြစ်တာလှမ်းပိုးတာမျိုးပေါ့နော်အဲပြည့်တဲ့ကမှာဒီနောက်တစ်ခါကျတော့ဒီပင်လယ်နဲ့အဲပင်လယ်ကန်ဆာရဲ့အိမ်မှာခြေထောက်ကလေးရက်ပြီးတော့ဆူတဆူဆူတောင်းတာမျိုးပေါ့နော်အဲ့လိုကောင်းကင်ငင်းကြီးကိုလည်းကြည်မယ်ခြေထောက်ကကြတော့တဲနဲ့ပင်လေဒီ ဟိုပေါ့နော်ရေနဲ့ပင်လည်းနဲ့တဲနေပေါ့နော်အကြားထဲမှာရှိတယ်ပြောရမယ်ဆိုလို့ရှင်ရေဆက်လေးပေါ့အဲ့နာလေးမှာရက်မယ်ပြောနောက်တစ်ခွက်ကြတော့လေအဲ့လိုတချို့ကြတော့ငကဆက်တွေပါတွေကတချို့ကရေအရန်ကြောက်တဲ့သူပါတယ်ငကဆက်ဖြစ်ပေမဲ့ရေအရန်ကြောက်တယ်အဲ့တော့ရေထဲမစင်းရဲတဲ့သူဆိုလို့ရှင်လည်းအရေဆက်လေးမှာပဲနေပြီးတော့ဆူတောင်းတာမျိုးပေါ့နော်တချို့အိမ်အောင်ပြုတ်ထားတဲ့သူတွေခလေးရဖို့စူးစမ်းနေတဲ့သူတွေမှာခလေးရတာမျိုးအဲဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းနေကြတဲ့မှာခလေးမွေးဖွားတဲ့တည်င်းကြတာမျိုးကိုယ်ဝင်ဆောင်တဲ့တည်င်းကြတာမျိုးပေါ့နော်အဲဒါမျိုးလေးတွေတွေ့ရတယ်ကဲအခုလက်ရှိမှာကွာအဆင်မပြေတွေဖြစ်နေတယ် ယ်ပူပင်တော့ကတွေများနေလေဆိုရင်တော့တိတ်မကြခင်တော့အချိန်ကာလမှာဆီယမာလီရဲ့နာမည်ဟောစနန်းကိုကြားလိုက်တဲ့သူတွေအားလုံးဟာအမကြခင်အကာလအတော်အတွင်းမှာပဲ အဲနော်ဒီ abundance ဖြစ်တဲ့ကြွယ်ဝမှုတွေပြည့်စုံမှုတွေထူးခြားမှုတွေအဲ့ဒါတွေကိုလက်ခံရရှိတော့မှာဖြစ်တယ်။ပြီးတော့ဒီ horizon ကိုနားထောင်နေအချိန်မှာသင်ရဲ့ပတ်ဝန်းကျင်မှာအပြာရောင်အစိမ်းရောင်အဲ့လိုမျိုးအရာတွေမြင်နေဆိုလို့ရှိရင်ကံကောင်းမှုတွေကတမန်ဟုတ်ခြင်းနဲ့ရောက်ရှိလာနိုင်ဖို့တွေ့ရတယ်။ပြီးတော့မမြင်ရတာကြာပြီးဖြစ်တဲ့သူတွေမတွေ့တာကြာပြီးဖြစ်တဲ့သူတွေမဆုံးမကြာပြီးဖြစ်တဲ့မိတ်ဆွေတွေနဲ့ပြန်လဲဆုံတွေ့ရတာမျိုးအင်အားထွက်ခွာလာတဲ့ဆွေမျိုးမိသားစုတွေနဲ့အဲတနေ့ရရမှာပြန်လဲဆုံတွေ့ရတာမျိုးနော်။ပြီးတော့ ါမျိုးလေးတွေလည်းကောင်းတဲ့အရာတွေဖြစ်နိုင်ပြီးတော့အောင်မြင်မှုအသိပွင့်တွေကိုလည်းခံစားရမယ့်အချိန်ပြီးတော့လက်ခံမောင်းခံနိုင်တဲ့အချိန်အဲပြီးတဲ့အခါမှာအဲကိုရဲ့ကိုယ်တွေပေါ့နော်ကိုကထားပါတော့ group တစ်ခုနဲ့စူးစမ်းနေတာလားတငယ်ချင်းတွေနဲ့စူးစမ်းနေတဲ့အရာတွေအောင်မြင်သွားတာမဟုတ်အဲ share ပတ်တနာလုပ်ငန်းတွေအဆင်ပြေသွားတာလားအဲ့တစ်ခုခုအဆင်ပြေသွားလို့ဆိုပြီးတော့အဲတယောက်နဲ့တယောက်လက်ဖွားချင်းရိုက်လောက်ရတဲ့အထိ အောင်မြင်တိုးတက်နေတာမျိုးတွေလည်းတွေ့ရတယ်။ဘန်ကင်းနဲ့လမ်းကိုဆပြီးရရှောက်ပြီးတင်းရဲ့ဘေးပတ်ဝင်းချင်းအရာရာအလုံးကဘန်းနေပွင့်လာတာမျိုးပေါ့နော်။အဲ့လိုနာမည်ကိုအဲဒီဟောဇန်နေကပထမတော့ အပူပင်တောကားတွေခေါင်းမီတောက်မတက်တွေကနေပြီးတဖြည်းဖြည်းဖြည်းနဲ့ဖက်လာရင်ဖက်လာရင်ရေစက်တွေပါဆာမြင်လာတယ်။ပြီးလဲပြီးတော့ဒါရေဆိုတာလည်းအေးတဲ့နဲ့နမိတ်ပေါ့။နော်အဲ့တော့ငကစားတွေလူမဲအဲပြီးတဲ့ခါမှအဲဒီပုတ်ကိုတွေကိုစောင်းရှောက်တဲ့ကိုယ်စောင်းရှောက်တဲ့ပုတ်ကိုတွေကိုမြစ်တာပို့မယ်။ဟလာပင်နေကန်းဆက်မှာရောက်ပြီးညောင်းနေတယ်ဆိုရင်လည်းဒီလိုမျိုးဆူတောင်းမယ်မြစ်တာပို့မယ်။အဲ့လိုကနေပြီးတော့တင်ရပျော်ရွှင်မှုတွေကိုရရှိလာတယ်။ပြောအရန်တော့ step by step တွေတွားတဲ့နမိတ်ကိုဆက်မှလည်းတွေ့ရတာပေါ့နော်။ပြီးတဲ့ခါမှပန်ခင်းလန်းပေါ့။ပန်ခင်းလန်းကိုရောက်တဲ့ကိုယ်ပုံဝင်ချင်မှလည်းပန်းနေပွင့်လာတဲ့အစားရှိတဲ့ပြင်ပေါ့နော်။တွေ့ရတယ် သင်ရဘယ်တော့မှဘဝမှာအရာရာအားလုံးကိုလွယ်လွယ်ကူကူနဲ့ရခဲ့တဲ့ကင်ဆာတာမှာပါဘူးလွယ်လွယ်နဲ့ဘယ်တော့မှမရဘူးအမတန်ကြိုးစားတယ်ချက်ကုတ်ချက်ခဲကြိုးစားမှပဲအဲ့ဒီအသီးတွေပွင့်နေတော့ရရှိတာဖြစ်တဲ့အတွက်အခုချိန်ကနေစပြီးသင်ဟာနော်အဲခက်ခဲတဲ့အချိန်တွေအားလုံးကြော်လွန်ခဲ့ပြီး အဲအခုချိန်ကတင်တွက်အောင်မြင်ရမယ့် right time အချိန်ကာလကောင်းဖြစ်ပြီးအဲ့တော့အဲဒီကာလသည်တင်ရဲ့အသီးပွင့်နေကျိုးဆက်တွေကိုရရှိတော့မှာဖြစ်တဲ့အတွက်တင်သည်မကောင်းတဲ့အရာတွေအလုံးကိုခြံခဲ့ဖို့အတွက်ကိုစက်ကုကတော်ထဲမှာထညာခဲခွန်းလုံးထည့်ပြီးတော့နောက်ပြန်ပေါ့နော်တန်လူရှင်းတဲ့နေရာမှာပေါ့နောက်ပြန်ပြစ်ပြီးတော့အဲမကောင်းတဲ့အရာတွေရက်တက်မှာစီပေါ့နော်အဲ့လိုမျိုးပြစ်လိုက်ပါလူရင်းရှိတယ်ဆိုလူတွေခေါင်းကိုကြောက်သွားမှဆိုလို့ဒီနော်အဲ့တော့အဲနောက်ပြန်ပြစ်လိုက်မယ်ဆိုလူရှင်းတဲ့နေရာလေးမှာပြစ်ပြီးတော့လက်မကြည့်ဘဲနဲ့ထွက်ခဲ့ပါအဲပြီးတော့ အဲဒီကာလမှာရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေငါးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဖြောရမကလုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုလဲအဆင်ပြေထူးခြားမှုတွေရလာနိုင်တာမျိုးကိုတွေ့ရတယ်။တခုတော့ပြီးဆိုင်ပါအဲရက်သေးစားတောက်စားခြင်းတနိုင်တဲ့ညဒီကာလမှာရှောင်ပေးမယ်ဆိုလို့ရှိရင်လည်းတင့်တွေ့ပို့ပြီးတော့ကံကောင်းစီတယ်ပေါ့နော်။ဥမာမင်းကလေးတငယ်ချင်းတွေအချင်းချင်းပြန်လေဆုံးတွေ့ရင်းနဲ့အာပါတီသွားတာကားကြခုံကြတာဆိုလို့ရှိရင်လည်းပို့ပြီးတော့အဲဒီကာလမှာမင်းကလေးမင်းကလေးချင်းပေါ့နော်ပို့ပြီးတော့တင့်မြတ်ပြီးတော့အဆင်ပြေတာမျိုးတွေအဲပြီးတော့ အရန်ကိုဘာလို့ဖြစ်လို့လဲမြန်ပန်းနဲ့ပတ်သက်တဲ့အရာတွေပဲဆရာမလေးနမိတ်တွေ့ရတယ်ပေါ့နော်အဲ့တော့ပန်းနဲ့ပတ်သက်တဲ့အရာတွေဖြစ်တဲ့အတွက်နူးညံ့မှုတွေဒီကာလအတင်းတွယ်နူးညံ့မှုတွေတိမ်မွေးမှုတွေမွေးပြန့်မှုတွေပန်းနမကုန်တဲ့နဲ့ပတ်သက်ပြီးမွေးပြန့်မှုတွေအဲပြီးတဲ့အခါမှာအေဂျင့်မှုတွေအားလုံးကိုအဲဒီ hospital နေ့ကြောင့်နမိတ်တွေအားလုံးပို့ပြီးတော့ထူးခြားသွားမယ်လို့ဆရာမလေးကတော့ယုံကြည်ပါတယ်အဲကိုယုံကြည်ရပါတာရေးကိုလည်းတိုင်တိုင်းတည်းများလှူဆောင်ပေးပါပြီးတော့အဲဒီပေါ့နော် အိမ်မှာလည်းပေါ့နော်ဒီအဲထောဘတ်ထမင်းတို့ဓမ္မောက်ထမင်းတို့တနိုင်သမျှဖရားမှာကက်လူပူဇော်ပေးတာမျိုးလေးလည်းလုပ်ပေးပါအဲဒီနှစ်သက်ရပါသားကြီးအနေနဲ့ကြိုက်တဲ့ပါသားကြီးတခုခုပေါ့နော်ကိုအထိတ်ထန်တခုခုဝင်ပေးခြင်းအပြင်လည်းသင်ကန်တွေပို့ပြီးတော့ကောင်းမွန်လာပါလိမ့်မယ်လို့ဆရာမလေးကတော့အကြံပြုလိုပါတယ်အောင်မြင်ပြည့်စုံတဲ့စနေသားသမီးတွေဖြစ်ကြပါစေရှင်